ားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့ကျွန်တော်ကိုရူမာတို့ပုံတော့တစ်ခါတလေမှာကုကုမလုံရဘူးမလုံနဲ့လို့တားမြစ်ချင်တယ်လေโอเคအဲ့လိုတားမြစ်မယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံလေးနဲ့တားမြစ်မလဲဆိုတာလေးကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်โอเคအဲ့တော့အရင်ဆုံးကျွန်တော်ပုံမှန်နေ့စဉ်သုံးစကားပြောပေါ့နော်ပုံမှန်နေ့စဉ်သုံးစကားအရာပုံမှန်ပြောလို့ပြောထားရှိတဲ့စကားတွေအရာကျွန်တော်တားမြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်ပုံစံ၃မျိုးနဲ့တားလို့ရပါတယ်ရှင် โอเคအရင်ဆုံးကျွန်တော်တို့နံပါတ်1ပေါ့เนาะနံပါတ်1ဆိုလို့ရှင် not allowed โอเค not allowed ဥမာအဖြစ် you are not allowed to bring pets မင်းအမိုးတိရစ္ဆာန်တွေကိုတဲဖို့ခွင့်မပြုပါဘူးတဲ့โอเค now နံပါတ်2 तू ကလည်းအသုံးများတယ်ကျွန်တော်ကိုမလို့တွေ့ရလည်းများတယ်เนาะ don't plus verb 1တော်ဝင်ကိုမလုံးနဲ့တို့တားခြင်းတဲ့ဟာက adjective ဖြစ်နေရင် don't be adjective โอเคဥမာအပြည့်ဆိုလို့ရှိရင် don't touch the paintings ဒါစေတုထားတွေကိုမထိနဲ့တော့တဲ့ now adjective ဖြစ်နေရဆိုလို့ရှိရင် be လေးကပ်ပေးရတယ် don't be lazy အပြင်းနဲ့တော့တဲ့နားလေးမှာသွားပြီးတော့ don't lazy လို့လို့မရဘူးဘာလို့လဲ lazy ဒီ adjective ဖြစ်တာမလို့ be be လေးခံပေးရပါတယ်เนาะ for one ဆိုရင်တော့ be be ခံစရာမလိုဘူး don't but one ပဲတန့်ပြလို့ရတယ်ဥမာ don't play မကစားနဲ့เนาะ အဲ့ဒီဖြစ်ရင်တော့ကျွန်တော်ကိုရိုမာတို့ be be လေးခံပေးရတယ်နော်ခုနလိုမျိုးပေါ့ don't be lazy okay နောက်တစ်ခုကကြတော့သူကကျွန်တော်ကိုရိုမာတို့ public area တွေမှာအတွေ့ရများတယ်အတုံးလည်းများတယ်ဘာလေးလဲဆိုလို့ရှိရင် no plus gerund gerund ဆိုတာကျွန်တော်တို့ဘတ်ဖိုင်ရဲ့ကြီးကိုပြောတာပေါ့နော်ဥမာအပြည့်ဆိုလို့ရှိရင် no smoking စလီမတော့ရ no parking here ဒီနားလေးမှာကားပါကင်မထိုးရ now no littering အမိုက်မပြရ ဲ့တော့ကျွန်တော်တို့ဒီ no plus geran ကကြတော့ကျွန်တော်တို့ဒီ public area တွေမှာအသုံးရတာပေါ့နော် okay အဲ့တော့ခုကျွန်တော်ပြောထားတဲ့ not allowed number 1ဒါမှမဟုတ် don't be adjective ဒါမှမဟုတ်ရှင်ကျွန်တော်တို့ no plus geran သူဒီပုံမှန်တမယိုးချနေစဉ်တော့ဘောနော်အဲ့လိုမျိုးတာမြင့်တဲ့ပုံစံလေးမှာပေါ့နော်ကျွန်တော်တို့ဒါအသုံးပြုတဲ့ခါလေးတွေပေါ့နော်ဟုတ်ကဲ့ အဲ့တော့အခုကျွန်တော်ကိုရိုမာတို့အခုကကြတော့ကျွန်တော်တို့ခုနတုန်းကပုံမှန်သမယုံချပုံစံလေးတွေနဲ့တားမြစ်တာအခုကကြတော့ကျွန်တော်ကိုရိုမာတို့ကရင်းရင်းကြီးကြီးလေးပြတ်မှဆို formal ဆန်ဆန် professional ဆန်ဆန်ရုံးသုံးစကားပုံစံမျိုးပေါ့နော်ရင်းရင်းကြီးကြီးလေးနဲ့ပေါ့နော်မလုံးနဲ့လို့တားမြစ်ချင်နေဆိုရင်အခုဒီပုံစံ၃မျိုးကိုသုံးပြီးတော့တားလို့ရပါလေရှင့် Okay နံပါတ်1 kindly refrain from ဥမာအပြည့်ဆိုလို့ရှိရင် kindly refrain from using your phone ဖုန်းကိုမသုံးဖို့တားမြစ်ပြရစီရှင်ဒိဗယ်လေးရတာ kindly refrain from okay နောက်တစ်ခုကကြတော့ we request that you do not okay ဥမာအပြည့်ဆိုလို့ရှိရင် we request that you do not bring outside food ပြင်မအစားစာတွေယူပေါ်တော့မတည်လာဘူးတားမြစ်ပြရစီတဲ့ okay now number 3ကကြတော့ဗာလဲဆိုလို့ရှိရင် it is discouraged ဥမာအဖြစ်ဆိုလို့ရှိရင် it is discouraged to share your passwords မင်းရဲ့ password ကိုပေါ့နော်ပြောမဆိုလျော့ဝတ်နံပါတ်တွေကိုပေါ့နော် share ဖို့ဝင်မြောက်ဖို့ဒါတားမြစ်ထားတယ်နော်တဲ့ပြောမဆိုရင်အခုဒီ၃မျိုးဒီကျွန်တော်တို့ရုံသုံးပုံစံ professional ကြကြနော်အဲ့လိုမျိုးတွေမှာကျွန်တော်တို့တားမြစ်ခြင်းလဲဆိုလို့ရှိရင်အခုဒီ၃မျိုးသုံးမျိုးတားတယ်ပေါ့နော်ခုနကကျွန်တော်အရှိမပြောခဲ့တဲ့ not allowed don't plus for one don't be adjective ဒါမှမဟုတ်ရှင်ကျွန်တော်တို့ no class jaran ကကျွန်တော်ပုံမှန်တမယိုးကြနေ့စဉ်လုံးစကားဒီမှာတားမြစ်ကြတာပေါ့နော်။ Okay အဲ့ဒါကျွန်တော်ကိုဒီမှာတို့ရှင်းသွားမယ်ထင်ပါတယ်နော်။အားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်။